73ရက်ကြာမှာကက်တင်ဝင်ပေးကလေး Great Wall Hotel ပြောကြမှုမှာခင်မောတဲ့တမီးလေးလေးရဲ့ဓာတ်ပေါ်လေးကိုပဲပြန်လဲရှာတွေ့ခဲ့တဲ့မန်နင်းနှင်းရှင် Manly Great Wall Hotel ကြီးမှာတော့လက်ရှိမှာနာမည်စိုးရိမ်နဲ့ကြောကြားနေခဲ့ပါတယ်။ Hotel ပိုင်ရှင်တွေက လုံးလုံးထွက်ပြခဲ့ပေမယ့်သူတို့ရဲ့မတင်ဒေါ်လာရင်းလို့ရတဲ့နေပြည်သူတွေကိုကက်တင်ဝင်မပေးခဲ့တဲ့ဆုံးဖြတ်ချက်တွေကြောင့်တော်တော်လေးကိုဝေဖန်ခံနေရတာပါ။ပုံမှန်ဆိုရင်ငလင်ပေးပြောကြမှုမှာကော်လွန်တက်ညီလက်ညီနဲ့စူးစမ်းပန်းစားကက်တင်ပြီးတော့ပြည်သူတွေရဲ့အသက်တွေကိုဦးစားပေးကက်တင်နိုင်ဖို့ဆုံးဖြတ်ကြတာပါ။ ဒါပေမဲ့ Great Wall Hotel ကြီးကတော့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်သွားမှာဆိုတဲ့အတွက်ကြောင့်ထဲမှာပိတ်မိနေတဲ့ဧည့်သည်တွေကိုကယ်တင်ခွင့်မပေးခဲ့တဲ့ချိန်ရင်းဆွဲနေကြတာပါဒီလိုမျိုးချိန်ဆွဲနေကြတဲ့73ရက်ကျော်ကြာတော့မှပဲခင်မုန်းဖြစ်သူနဲ့တမီးလေးတွေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုပြန်လည်ရရှိခဲ့တဲ့အတွက်ချိန်ရင်းသူမိသားစုဝင်မန္တလေးရှိတရာအင်မတန်ဟွန်မောင်းဝမ်းနဲ့ခံစားနေကြပါတယ်။ဒီမှာကပထမအဆုံးကလေးမင်းကြီးစတင်ကြုံတွေ့ကြရတဲ့နေ့ကခင်မုန်းဖြစ်သူနဲ့တမီးလေးမျိုးကိုတေချာပေါက်ကယ်တင်မယ်ဆိုပြီးတော့ဟိုတယ်ရှိကနေစူးစမ်းနေကြတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေကလည်းမန္တလေးရှိရဲ့မိသားစုဝင်တွေပါဝင်တခြားသောပြည်ပနေတဲ့ပြည်သူတွေကိုကယ်တင်ဖို့ဆင်းသင်းဆောင်နေကြတာပေါ့။ဒါပေမဲ့အားလုံးလည်းသိကြတဲ့အတိုင်းဟိုတယ်ပိုင်ရှင်တွေကသူတို့ဟိုတယ်ကိုလုံးဝအနာကပ်မခံပဲပြည်သူတွေကိုကယ်တင်ခွင့်မပေးခဲ့ဘူးလို့ပြတ်သားစွာပြောလာခဲ့တာပေါ့။ဒါကြောင့်မန္တလေးရှိပါဝင်ကျန်ရည်သူမိသားစုတွေကဟိုတယ်ဤရှိမှလမ်းမထက်မှဒူးထောက်တောင်းမှကအတနာခံနေကြတဲ့ပုံရိပ်တွေကိုလည်းတွေ့ရတာဖြစ်ပါတယ်။အင်မတန်ကမှညှိုးငယ်တဲ့မျက်နှာထားလေးနဲ့တနားဆရာကောင်းစွာဒူးထောက်တောင်းပန်နေကြပေမဲ့အသဲမာတဲ့ဟိုတယ်ပန်းရှင်တွေကတော့ ကယ်တင်ခွင့်မပေးခဲ့ပါဘူး။စင်းကျော်ကြမှာကယ်ကျင်နေကယ်လို့ရပြီဆိုပြီးသူတို့ဟိုတယ်နားကိုအကက်ခံခဲ့တာပါ။အဲ့ဒီအခါမှာကယ်စင်းတွေကစတင်ပြီးတော့စ조사ပန်းစာကယ်တင်ခဲ့ပေမဲ့အသက်ရှင်ကျန်ရသူဆိုတော့တယောက်နှစ်ယောက်ပဲရှိပါတယ်။ဒါတော့မှအင်မတန်ကန့်ကောက်တာဖြစ်ပါတယ်။မန္တလေးရွှေမိသားစုဝင်တွေကတော့73ရက်မြောက်နေ့ညပိုင်းမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးအသက်ကတော့ပါမလာတော့တဲ့ dead body လေးတွေကိုပဲရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ခင်မဖြစ်သူကအသက်38နှစ်ရှိပြီးတော့တမီးလေးနှစ်ယောက်ကတော့အကြီးဖြစ်သူက9နှစ်နဲ့အငယ်လေးကတော့2နှစ်ကျော်ပဲရှိသေးတာပါ ီငရယ်လုံးလာတဲ့တမီးလေးနဲ့တူအိမ်ကိုကောင်မလေးကိုခင်မောင်းဖြစ်သူကအပေါ်ကနေအုံမောကောက်ခဲ့ပြီးတော့အချိန်ကြာကြီးကိုတောင်းခံပြီးတော့စောင့်ဆိုင်ခဲ့ရတယ်လို့သိရတာပါအခုပြန်လဲတွေ့ရှိခဲ့တဲ့ဓာတ်ပေါ်တွေကတော်တော်လေးကိုကြည်ကောင်းနေတဲ့အတွက်ကွယ်လွန်သွားခဲ့တာမကြသေးဘူးလို့လည်းသိရှိရပါတယ်တကယ်လို့ဒီထက်နှစ်ရက်သုံးရက်လောက်ကဆော့ပြီးတော့ကက်တင်နိုင်ခဲ့မယ်ဆိုရင်တို့တွေအနေနဲ့တရားပေါ်အသက်ရှင်ကျန်ရနေမှာပါခုလိုမျိုးအချိန်မကြာသင့်မယ်နဲ့အကြောင်းပိတ်ထားခဲ့တဲ့လိုရက်တွေကိုလုတ်ခဲ့တဲ့ ဟိုတယ်ပိုင်ရှင်တွေကြောင့်တော့မိသားစုနေပါဝင်တခြားသောပြည်သူတွေတော်တော်များများကိုဆုံးရှုံးနေရတာဖြစ်ပါတယ်။ခင်မဖြစ်သူဟာဆိုရင်ဖခင်ကောင်းပြီးသားစွာနဲ့တမီးလေးတွေကိုတက်နိုင်တဲ့များကောက်ဝဲဆောက်ရှောက်ပေးနေကြတာလည်းတကယ်ကိုရင်းနှီးစရာကောင်းလာပါတယ်။ဒီထက်သာဆောပြီးတော့ကဲတင်နိုင်ခဲ့မယ်ဆိုရင်အသက်ရှင်လောက်တယ်ဆိုတဲ့စိတ်နဲ့တူကြံ့ရည်သူမန္တလေးရွှေကအင်မတန်ကိုမှဝမ်းနဲ့ခံစားရပြီးတော့နောက်နောက်ရနေခဲ့ရရှာတာပါ။ဒီမှာအနေနဲ့ဘလုံးမတောင်းပန်ရှစ်ခိုးနေပါစေ။ပိုင်ရှင်တွေကလက်မခံတဲ့အတွက်ဘာမှမတက်နိုင်ပဲနဲ့ရဲကြည့်နေခဲ့ရတာဖြစ်ပါတယ်။ ခုတော့သူမရဲ့ချစ်လာစွာသောမိသားစုလေးကအပီးတိုင်နှုတ်ဆက်ပြီးတော့ခွဲခွာသွားခဲ့ရပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးပြစ်မဲ့တဲ့ပြည်သူတွေကိုအသက်မဆုံးရှုံးတယ်ပဲဆုံးရှုံးအောင်ကဲတင်းခွင့်မပေးခဲ့တဲ့ချိန်ဆွဲနေတဲ့ Crayon Hotel ပိုင်ရှင်ရဲ့လုပ်ရည်တွေပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်။